ပွင့်နေပေါ့နော်အဲ့ energy ကအရန်ကိုလိုအပ်ပါတယ်အဲကြောင့်တော့ energy ဆိုတော့အဲ energy ပြီးတဲ့ခါ client နဲ့တူတူနဲ့ပို့ပြီး connection ပုံပြီးသွားတယ်အဲဒါလေးတွေအသေးစိတ်ကိုတော့ညီအား detail class မှာဒီအပိုင်းတွေကို hello မင်္ဂလာပါညီကတော့ခင်ရင်ဦးခေါ်ချူရနာအောင်ပဲဖြစ်ပါတယ်เนาะဟုတ်ချူရနာအောင်ဆိုတာကညီရဲ့လုပ်ငန်းနာမည်ဖြစ်ပါတယ်အဲညီထရူပညာနဲ့ပတ်သက်ပြီးတော့ဆက်ဆက်ပြီးတော့ hobby ရလဲချူရနာနာမည်လည်းပဲဖြစ်ပါတယ်เนาะဟုတ် ကျေးဇူးပါ Hello မင်္ဂလာပါသူရနာလုပ်ငန်းဆောင်ရေးကြိုဆိုလိုက်ပါရနော်ဒီတစ်ခေါက်ပြောချင်တဲ့အကြောင်းအရာကတော့အခုပညာရဲ့တစ်ခုပေါ့နော် Terro ပညာရဲ့ဆိုလဲ Terro ပညာရဲ့မှာထဲထဲဝင်ဝင်တည်တယ်ဆိုရင်ကိုတော်တော်လေးအဆင်ပြေတဲ့အနေအထားတစ်ခုရှိတယ်ဆိုတာလေးကို လာပြီးပြောပြရခြင်းဖြစ်ပါတယ် Okay အာညီတို့ပုံလေးနဲ့တစ်ချက်ပြပေးမယ်နော်အာတစ်ချက်ပြပေးမယ်ဆိုတော့ โอเคအာညင်းတို့ပုံလေးနဲ့တစ်ချက်ပြပေးပါမယ်အဲ့ကြမှာပို့ပြီးတော့မှတ်မိသွားအောင်လို့ပေါ့နော်ပထမဆုံးညင်းတို့အာတာရောနဲ့တာတရှင် TAROD ပေါ့နော်တာရောတချို့တွေကလည်းတာရောလို့ခေါ်โอเคအာအခုတော်တော်များများသိနေကြတယ် TAROD ဆိုရဲအဲဒီပညာရဲ့တစ်ခုကိုညင်းတစ်ချက်ပြောပြပေးပါမယ်အာဒီဥစားကညင်းတို့တစ်ပင်တစ်ခုပေါ့နော်တစ်ပင်တစ်ခုတိုင်းဖြစ်ခဲ့တယ်ဆိုရင်ဒီမှာအဲဒီမှာအမြင့်တယ် ဒီမှာမြေကြီးဒီမှာကအကွာအခြေခိုင်ပိုးအရန်ရေးကြည့်ရပေါ့နော်အဲ့ကြမှာညင်းတို့အဲ့ဒီတာရောဆိုတဲ့ဥစ္စာကိုညင်းတို့တုံးစာဆိုရင် and d a r o t ဆိုတဲ့ဥစ္စာအဲအဲ့ဟာ tree ပေါ့နော်အာတစ်ပင်တစ်ခုရှိတယ်ဆိုရင်ဒီမှာက and 1 2 3 4 and ဒီမှာနော်ဒီမှာ1 2 3 4 okay အဲ့တော့မှဆိုရင်ညီတို့အခိုင်းနေပြန်ပြီးတော့ပြန်ခွာထွက်တာလေးတွေရှိတယ်เนาะဒါကမြင်တာထင်တာအောင်ညီတို့ပြောပြရခြင်းပဲဖြစ်ပါတယ်เนาะ အာဒါဒီပုံကတော့ဒါညကပကြီးဆရာမဟုတ်တဲ့တကြောင်မလို့အဲ့လောက်ကြီးထိလှလှပပမဆွဲတတ်ဖို့ပေါ့နော်သို့တော့ကိုပြောခြင်းတဲ့အကြောင်းအရာတော့လှလှပပပြောတတ်ပါတယ်โอเคအဲ့ဆိုရင်နင်တို့တစ်ချက်ပြောပြပေးမယ်နော်အာဒီမှာ TROD ပေါ့ ID ရဲ့ဆိုအပင်ကြီးပေါ့အဲ့အပင်ကြီးတော့အပင်ကြီးဒီမှာရှင်တန်ပိုးဆိုရင်နင်တို့ vegan 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 နာတွေအတွက်ကဒီမှာအခြေခံဖို့အရန်ရေးကြည့်ရပေါ့နော်โอเคခဏလေးနော်အာ ဒီမှာအခြေခံမှုအရေးကြီးရဲ့အမှားဆိုရင်ဒီမှာအဲအမှားကြီးတဖြည်းဖြည်းနဲ့ကိုယ်ကြီးတဖြည်းဖြည်းနဲ့ step by step တက်လာပြီဆိုရင်ဒီလိုရောက်သွားပြီအဲဒီလိုအနေထားမှာဆိုရင် တချို့လူတွေကဆက်တက်ကြရဲတချို့လူကြလည်းဆက်မတက်ဘူးပေါ့နော်အဲ့ဒါကအဓိကအရေးမကြီးပါဘူးအဓိကအရေးကြီးတာဒီရဲ့ principle လေးပေါ့နော်အဓိကတော့ငိမ့်လက်လန်းမိတလောက်လေးလာထားတဲ့အကြောင်းအရာလေးကိုလာပြီးပြောပြရခြင်းဖြစ်ပါရဲ့နော် okay ဒီဥစားဆိုရင်ဒီမှာဆိုရင်ညီတို့အာကာလာနဲ့ပတ်သက်တာတွေကို sorry ကာလာနဲ့ပတ်သက်တာတွေ C O L A L O R ကာလာ T H E R A B Y ဆိုတဲ့ color therapy လေးကိုလေ့လာရပါမယ်။နောက်တစ်ခုကကြတော့အော်ဒီ color နဲ့ပတ်သက်ပြီးညို့ဘာကိုကြံသေးလဲဆိုတော့ numerology ။အဲ color ဒီဒီကဲအော်ပေါ်တော့ဒီမှာညို့ target တစ်ချက်မှာဆိုရင်ဒီ target တစ်ချက်မှာဆိုရင်ညို့ ဒီမှာဒီထက်မှရှိတဲ့ကာလာတွေပါလာမယ်အဒီထက်မှဆိုရင်ကာလာတွေပါလာမယ်နောက်တစ်ခုကကြတော့ numerology ဆိုတဲ့ကိန်းကဏ္ဍတွေပါလာမယ်အဲဆိုတော့ဒီမှာက numerology ဆိုတဲ့ဟာကို n u m e r l o g y numerology ဆိုတဲ့ဟာကိုလေ့လာပါမယ်ဒီမှာနော်အဲဒီထက်မှပါတယ်လို့ numerology ရဲ့ cartomancy ရဲ့နောက်ကြတော့ s y m အဲဒါကြတော့ဒီလိုလေးရေးမယ်နော် s -Y -M. y m p t o m s အဲ့ကြတော့ဒီမှာရှိတဲ့အာညင်းတို့ဒီမှာဒီကက်ထဲမှာရှိတဲ့ဟိုဟိုလေးတိမ်လေးတွေဆိုတိမ်လေးတွေပန်လေးတွေဆိုပန်လေးတွေအဲ့ဟာဘာကိုဆိုလို့ခြင်းတာလဲအဲ့အဲ့လိုလေးရကက်စာသိရမှာပဲဖြစ်ပါတယ်နောက်တစ်ခါကျတော့ညင်းတို့ astrology ကိုမှာ zone နဲ့ planet ဆိုတာရှိပါသေးတယ်ဒါဆိုရင် astrology a r s d r o n o g y astrology astrology မှာတစ်ခါပြန်ပြီးတော့နှစ်ခုရှိသေးတယ်ညင်တို့ astrology မှာဆို planet နဲ့ဟောပါပေါ့နော်အာ zodiac sign ဆိုပြောရှိသေးတယ်စနေရတီကွန်နဲ့ planet ဆိုတဲ့ဂျိုဒီအဲအဲ့အားတွေပါဆက်ဆက်ပြီးတော့ဒီထဲမှာပါပါအောင်မယ်အာဒီထဲမှာဆိုရင်ညင်တို့ astrology နဲ့ပတ်သက်တာတွေပါမယ်အခုကကြတော့ညီတို့ energy energy သဘောတရားရရဆိုရင်ညီတို့အခုဓာရီကကြတော့ညီတို့ဟာပေါ့ theory ပေါ့နော် theory တဲမှာဒါတွေက basic အခြေခံသိကိုသိထားရမယ်ပေါ့နော်ဒါ professional သွားနေပြီဆိုတော့ okay အဲ့ပြီးတော့ညင်တို့အဲဒီ astrology ဘိုင်းပြီးသွားပြီဆိုတဲ့အခါကျတော့ခုနပြောသလိုပဲညင်တို့ဘာကြံသေးလဲဆိုတော့ energy ဟောရမယ်ဆိုရင် energy ကအရန်ကိုလိုအပ်ပါတယ်အဲကြောင့်တော့ energy ဆိုတာကိုညင်တို့လိုအပ်တယ်ဒီထဲမှာတော့ညင်တို့မပါတော့ဘူး energy ဟောဖို့ဆိုရင်တော့ညင်တို့ energy လိုအပ်မယ်ပေါ့နော်อืม energy energy is very important အဲ energy ပြီးတဲ့ခါကျတော့ညင်တို့ဒီ gap ပေါ့ဒီ gap ကြီးကိုညင်တို့ကြီးလိုက်တဲ့ဆိုရင် gap မှာဆိုရင်ညင်တို့ရုပ်ပုံကြီးတွေပါတယ်အဲ့ဟာကိုညင်တို့က physical mental mental ဆိုတာအဲ့ရုပ်ပုံရဲ့အတွင်းနဲ့စိတ်ပေါ့အဲ့ဟာဆိုရင်ညင်တို့က mental အဲ့ဒါဆိုရင် physical နဲ့ mental အဲ့ဒါဆိုရင်ညင်တို့ဘာကိုရေးမလဲဆိုတော့ဒီ cap ကိုပဲတစ်ချက်ရေးလိုက်မယ်ပေါ့နော်ဒီမှာမဆက်တော့ဘူးဆိုတဲ့ခါကျဒီလို cap ို့ပဲရှင်းလိုက်တော့မယ်။အဲ့ကတ်မှာမှာညင်နှုတ်မျိုးရှိတယ် physical နဲ့ mental ဆိုပြီးတော့နှစ်မျိုးရှိတယ်ပေါ့နော်။အဲ့အလေးကိုလည်းကိုယ်တိထားမှာဖြစ်ပါတယ်။ Okay အာဒီပိုင်းလေးပြီးတော့နောက်တစ်ခုကကြတော့နည်းနည်း main ကြီးတယ်ပေါ့နော်။ကြီးတဲ့ခါကျညင်နှုတ်ဒီဘက်တစ်ချမ်းလေးကိုညင်နှုတ်သွားကြည့်လိုက်မယ်။အာသွားကြည့်လိုက်တယ်ဆိုရင်ဒီမှာဆိုရင် cartomancy C A R T O M A C Y ကာတိုမန်စီဆိုတဲ့ဖဲချက်လေးတွေအပွင့်လေးတွေနဲ့တွားပြီးတော့တာတော့ဟာဆက်ဆက်ပူးရှိရပေါ့နော်နောက်တစ်ခါကျတော့7 chapter အော်7 C H A K R 7 chapter လည်းတွားပြီးဆက်ဆက်မှုရှိတယ်။နောက် crystalline နဲ့လည်းညီတို့ဆက်ဆက်မှုရှိပါစီ1 S D A N S Christian လေးဆက်သက်မှုနောက်တစ်ခုကဘလောက်ထီအောင်တိတ်မွေးနူးညံ့လေဆိုတာက ပြခြင်းလို့ပါဘေးတွင်လည်းလဲဆက်ဆက်မှုရှိပါတယ်။ Okay အပြင်မှာအသီးပွင့်နေပွင့်နေပေါ့နော်။အဲဒီလိုပုံစံမျိုးပေါ့နော်။အာညင်တို့အခု detail class ပေါ့နော်။ညင်ကအခု overall class overall class ကတော့ညင်တို့22ကက်နဲ့88ကက်ဆိုပြီးတော့ညင်တို့အာရှိရမှာ88ကက်ကိုညင်ပို့ပြီးလေးတင်ပေးဖြစ်တာများတယ်ပေါ့နော်။အဲ့ထက်မှာ88ကက်ကို overall ခြုံပြီးတော့တင်ပေးလိုက်တယ်။အာဒီလေးလာတဲ့သူတွေကလည်းတော်တော်လေးအဆင်ပြေတယ်။အဟောပိုင်းထီကိုပါတယ်ပေါ့။အဟောပိုင်းဆိုတာလည်းညင်တို့ ယက်စော်နိုမေးပြီပေါ့ဒါ overall class okay ဒီ day class ပေါ့ professional သွားကျင်တဲ့လူတွေဆိုရင်တော့ညီတို့ overall class ကိုတက်ကိုတက်မှညီရဲ့အားပေါ်ပို့ပြီးမိမယ် i overall class ကိုညီတို့တက်လာပြီဆိုရင်ဒီမှာဒီရဲ့အနေထားလေးရှိပြီအဲ့ဒါမှဆို step by step တက်လာလိုက်တာနဲ့ညီတို့ overall class ကရေသူတို့ practical တွေလက်တွေ့တွေဟောကြတယ်ဟောပြီးတော့ခါကျဒီ day class ကိုဝင် join နေ join နေခါမှဆိုရင်ညီပထမဆုံးအနေနဲ့အာဒီပထမဆုံး အဖောင်ဒေးရှင်းကတော့ခုနအိုဘာအော့ကလပ်ကိုသူတို့တက်ထားပြီးဖြစ်တဲ့အတွက်ကြောင့်မလို့အဲဒီမှာကတ်မှရှိတယ်အဲကတ်မှရှိတယ်ညင်တို့ကလာအဲကလာလေးတွေကဘလိုဘလိုလေးတွေဆိုလိုတာဆိုတာကိုညင်တို့လေးလာမှာပဲဖြစ်တယ်အဲ့ဒါပြီးတဲ့ခါကျတော့ညင်အနေနဲ့ဒီမှာရှိတဲ့ကနန်းလေးတွေအဲ့ကနန်းလေးတွေနဲ့ဒီ ဒီ taron ဆိုတဲ့ဟာ ਨੇ ဘယ်လိုဆက်ဆက်တာလဲဆိုတော့ pneumology ကိုပါထည့်ပေးထားတယ်။အဲ pneumology ကလည်းတကယ်တမ်းတော့ကြည်ပြန့်နေပေါ့။သို့တော့ညင်ထားရုကနဲ့ဆက်ဆက်တဲ့ဥစ္စာလေးတွေပဲ ah just to the point လေးတွေပြောပေးထားရပေါ့နော်။အဲဟာပြီးတဲ့ခါကျတော့ SYN PTONS ဆိုတဲ့ဥစ္စာလေးရကြတော့ဒီထဲမှာပါဝဲနေညင်တို့တိမ်ကြီးတွေပါမယ်ရေလေးတွေကြတာပါမယ်နောက်တစ်ခါကျတော့ဟိုခွေးပါတာလေးတွေနောက်တစ်ခါကျတော့ ဟို infinity sign ပါတာအဲ့ဒါတွေဘာတွေဆိုလို့ကျင်တာလဲအဲ့ဟာလေးတွေကိုညင်ပြောပေးထားတယ် SYNPTON နဲ့ဆိုတာလေးပါအောင်မယ်နောက် astrology အဲ astrology မှာဆိုတဲ့ခါကျညင်ခုနကပြောသလိုပဲဒီမှာ zone sign နဲ့ planet ဆိုပြီးတော့နှစ်ခုပါတယ်လေအဲ့မှာဆိုရင် IC 12ရက်ဒီကတ်တွေမှာဆိုဘယ်ကတ်တွေနဲ့ဘယ် planet လွှမ်းမိုးပြီးတော့ဘယ် zone ရှိနေရပေါ့နော်အဲ့လိုတွေကကစားပြောပေးထားတဲ့ဟာပါမယ်နောက် energy ဒါတွေကကျညင်တို့ဒီကတ် အသေးစိတ်တစ်ခုချင်းစီကိုပြောပြသွားပြီဆိုခေါ်တော့မယ်ဆိုရင် energy ဘလို့ energy recharge ပြန်လုပ်ရမယ်ဘနဘလို့ energy cut off လုပ်ရမယ်အဲ့လိုတွေကစပြောပြထားတယ်အာနောက်တစ်ခါကျတော့ cut အဲ့ကက်ကိုမှညင်တို့ဒီဥစ္စာကက်ကိုဟောနေနော်ဟောနေခါမှညင်တို့ physical နဲ့အရင်သွားကြည့်မလား mental နဲ့အရင်သွားကြည့်မလားအဲ့ဒီဟောတဲ့သူရဲ့အာတာချက်အဲအာတာချက်သူတို့ကဘယ်လိုပုံစံမျိုးနဲ့အာတာလဲ physical ကိုကြည့်ပြီးတော့အာတာလား mental ကိုသွားပြီးကြည့်ပြီးတော့အာတာလား ိုက်ပုံမှာကိုညင်းနုတခါထပ်ပြီးတော့ခွဲပေးထားလေးလည်းရှိတယ်။ဒါဆိုရင်ဟောတဲ့သူကသူအားတန်တာပို့ပြီးတော့ emphasize ပို့လုံးလိုက်တယ်။နောက်ကြတော့ပို့ပြီးတော့ဟိုအားပို့ထဲလိုက်တယ်ဆိုရင်သူတို့ client နဲ့တူတူနဲ့ပို့ပြီး connection ပုံပြီးသွားတယ်။ဒါလေးတွေအသေးစိတ်ကိုတော့ညီအား detail class မှာဒီအပိုင်းတွေအကုန်လုံးထည့်ပေးထားရပါတော့။အဲဒီဘက်ပိုင်းတွေကတော့ညီအမထည့်ပေးလိုက်ဘူး။ဘာလို့ဆိုတော့အချိန်ကလုံးဝကိုဒီကဆိုရင်ကိုညီတို့ရက်ပေါင်း60လောက်ပါမလားတော့မပြောတတ်ဘူး။အခုတော့ရက်ပေါင်းအဲ30ကျော်လောက်ပေါ့ရှိရပါတော့။အဲဟောပိုင်းနေလည်းမပြီးမရောက်သေးဘူး။နောက်တစ်ခါကျတော့အာဒီဒီရတွေကတော့အကုန်ပါတယ်။အဲဒီရတွေဒီထိကတော့ညီတက်အသေးစိတ်ပြောတိုင်းဒုစရလေးတွေလည်းပါတယ်။ဒီ energy နဲ့အာဒီ physical man တရားသူတို့ဇန်နွေအဖြစ်နဲ့နေနေ